မင်္ဂလာပါရိုဘော့လီမကျိုးဆိုပါရယ်ဒီနေ့ရိုဘော့လီဖက်ပြသွားမယ့်စာအုပ်အနည်းချုပ်လေးကတော့စာရေးဆရာ George Matthew Adams ရေးသားထားတဲ့ You Can ဆိုတဲ့စာအုပ်အနည်းချုပ်လေးပဲဖြစ်ပါရယ်နားဆင်ပိတ်ကြပါအောင်ဒီအနည်းချုပ်မှာတော့အဓိကအချက်တွေကိုအပိုင်း၁ပိုင်းခွဲပြီးတင်ဆက်ထားပါရယ်တတိမိမိကိုယ်ကိုတိဆောက်ခြင်းအခြေခံစရိုက်လက္ခဏာတွေနှစ်လူမှုဆက်ဆံရေးတခြားသူတွေနဲ့ဆက်ဆံပုံ၃မာနာဆိုးနဲ့တတ္တိစိန်ခေါ်မှုတွေကိုရင်ဆိုင်ပုံ၄ လေစိတ်နဲ့သဘောထားအပြုတ်သဘောဆောင်တဲ့စိတ်ထားငါအချိန်နဲ့စနစ်တကျထိရောက်တဲ့စီမံခန့်ခွဲမှု6တင်ယူခြင်းနဲ့တိုးတက်ခြင်းစဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုခွန်ကောင်းဆောင်ခြင်းနဲ့အမှုတော်ထမ်းခြင်းတခြားသူတွေကိုကူညီခြင်းရှစ်ကိုယ့်ကိုယ်ကိုထိန်းချုပ်ခြင်းမိမိကိုကောင်းကောင်းပဲ့ကွိုင်းခြင်းတို့ပဲဖြစ်ပါတယ်ဒါဆိုစလိုက်ကြရအောင်တင်ပေါ်မှာလိုချင်တဲ့အရာကိုရဖို့ ကြီးမားတဲ့လူဟချက်ကတော့တင်ဘာလို့ကျင်လဲဆိုတာကိုသိပြီးတင်ရနိုင်လေလို့ယုံကြည်ချင်ပါမယ်လို့ Norman Vincent Peare ကပြောခဲ့ပါတယ်။အပိုင်း၁မိမိကိုယ်ကိုတည်ဆောက်ခြင်းအခန်း၁ You can တင်လုပ်နိုင်ပါတယ်။တင်လို့ကျင်တဲ့မြအရာအလုံးကိုတင်လုပ်နိုင်ပါရဲ့။မြင့်မားတဲ့ဇီဝချက်နဲ့ပန်းနိုင်တဲ့ရှိဖို့လိုပါတယ်။တင်ဟာတစ်ကံကြမ္မာရဲ့ပိတ်ဝိုင်ရှင်ပါတယ်။အခန်း၂ Silence တိတ်ဆိတ်ခြင်း တခါတလေမှာတိတ်ဆိတ်ညိတာကပိုကောင်းပါရဲ့တိတ်ဆိတ်ချင်းပြင်အသွေးတွေပေါ်အာယုံစိုက်နိုင်ပါတယ်မလိုအပ်တဲ့အရာတွေအပေါ်အချိန်မဖြုံးပါနဲ့အခန်း3 head ကျမ်းမာရေးနေ့စဉ် workout လုပ်ပါရေ5လီတာနေ့စဉ်တောက်ပါလက်ဆက်တဲ့အသီးအွက်တွေစားပါ တနေ့ကို8-9နာရီအိပ်ပါ အခန်း4 character စိတ်ရိုက်လက္ခဏာတင်းရဲ့ဝိတေသစိတ်ရိုက်ဟာတင်းရဲ့ဆွမ်းအားပါပဲ။ ကောင်းမွန်တဲ့ဝိသေသလက္ခဏာကလူကောင်းဖြစ်စေပါတယ်။တင်ကိုတင်ရိုးသားပါ အခန်းက mistakes အမှားတွေအမှားတွေပြုလုပ်မိခြင်းဟာစူးစမ်းဘူးတဲ့ဆိုရယ်တက်သေးပါပဲ။အမှားတွေကနေသင်ခန်းစာယူပြီးရှေ့ဆက်လျှောက်ပါ။အမှားတွေကို မကြောက်ပါနဲ့။အပိုင်းနှစ်လူမှုဆက်ဆံရေးအခန်းသစ် get along together အသင်းခွဲစိတ်ဓာတ်အသင်းပွဲညအတူအလုံးလုံးတဲ့အခါရလက်ကောင်းတွေရရှိစေပါ၏။တချမ်းသူတွေနဲ့ဆက်သွယ်ပြီးအမြင်တွေဝေမျှပါ။ အခန်းနှစ် respect လေးစားမှုတင်းကိုတင်းလေးစားပါတချမ်းသူတွေကိုလည်းလေးစားပါ လေးစားမှုမရတဲ့အနေအောင်မှာ အောင်မြင်မှုရတယ်ဆိုတာမရှိပါဘူးအခန်း3 humanity လူသားချင်းစာနာစဉ်လူသားချင်းစာနာစဉ်ရှိပါအားလုံးရဲ့တန်ဖိုးတွေကို နားလည်ပြီးကောင်းမှုဆိုတာဆက်ဆံပါ အခန်း3မာနာဆိုးနဲ့တတိအခန်း1တဲတတိရှိခြင်းเจ้าหนี้มัธยัสสาရင်ဆိုင်လိုက်ပါအကြောက်တရားကိုရင်ဆိုင်ခြင်းဖြင့်သာ ကြော်လွားနိုင်မှာပါအခန်းနှစ်တတိရှိပါတတိရှိရင်ဘယ်အလုံးမှမရှုံးနိုင်နိုင်ပါဘူးလုံးသမျအလုံးတိုင်းကိုတတိရှိဘွားနဲ့လှုပ်ပါအခန်း3 5တိုက်ကြိုက်ခြင်းပြဿနာတိုင်းအခက်သေးတိုင်းကို ရင်ဆိုင်ပါတင့်ပြဿနာတွေကိုရဲရင်ပြတ်သားစွာနဲ့တိုက်ခိုက်တိုက်ဖြတ်ပါအခန်း၄စိတ်နှင့်သဘောထားအခန်း၁အကောင်းမြင်ခြင်းအကောင်းနေပြီတွေးခြင်းဖြင့်စိတ်ဆွမ်းအားရတိုးတက်လာပါတယ် စိတ်ကိုအမြဲအပြုသဘောဆောင်တဲ့အခြေအနေမှာထားပါအခန်းနှစ် happiness ပျော်ရွှင်ခြင်းပျော်ရွှင်သောနေထိုင်ခြင်းကိုအကျင့်တစ်ခုလိုလုပ်ပါပျော်ရွှင်ခြင်းကတင့်ကိုကြားမစေပါရဲအခန်း၃ smiling ပြုံးခြင်းလူတွေဟာအပြုံးတွေကို မြင်ကျင်ကြပါရဲဘာပဲလုပ်လို့ပြုံးပါအပိုင်းကအချိန်နဲ့စနစ်တကျအခန်း၁အချိန်အချိန်ဟာတန်ဖိုးရှိတာကြောင့်တင်းလျော်စွာအသုံးချပါ ကုံဆုံးသွားတဲ့အချိန်တွေဟာအစားပြန်မရပါဘူးအခန်းနှစ် today ဒီနေ့ဒီနေ့ရမယ့်အောင်မြင်မှုလမ်းကြောင်းပေါ်မှာ မနှက်ဖြန့်ဆိုတာမရှိပါဘူးဒီနေ့လုပ်ရမယ့်အလုပ်ကိုဒီနေ့ပဲလုပ်ပါအခန်း3 system နီးစနစ် အောင်မြင်မှုရပါဘူးနီးစနစ်ကြကြလုပ်ဖို့လိုအပ်ပါတယ်နေ့စဉ်ဘာအလုပ်တွေလုပ်မလဲအစီအစဉ်တွေချမှတ်ဆုံးဖြတ်ဖို့အရေးကြီးပါတယ်အပိုင်း6တင်းယူချင်းနဲ့တိုးတက်ခြင်းအခန်း7 learning လေ့လာခြင်း လေးလာသူတိအောင်ဖြစ်နေပါစေဘဲအလုတ်ကိုပဲလှုပ်လှုပ်ထိုအလုတ်ကနေတင်ယူစရာတခုတော့ရှိနေပါစေအခန်းနှစ် book စာအုပ်ဖတ်ခြင်းစာအုပ်ဖတ်ပြီး character နဲ့စိတ်နေသဘောထားနေပြောင်းလဲပါစာအုပ်ကိုအစမပြတ်ဖတ်ပြီးတင်ယူပါအခန်းသုံး thinking တွေးခြင်းအောင်မြင်စမှာတွေးတော့နိုင်တဲ့စွမ်းအားပေါ်မှာပဲမူတည်ပါတယ်အလုတ်တွေကိုနားလည်ပြီးတွေးတော့စင်ကျင်သုံးတတ်ပါအမှားအမှန်အနိုင်အရှုံးစသည်ဖြင့်အပိုင်းခုံ ခေါင်းဆောင်ခြင်းနဲ့အမှုတော်ထမ်းခြင်းအခန်းကျိခေါင်းဆောင်ခြင်းဦးဆောင်သူတယောက်ဖြစ်နေပါစေတခြားသူတွေကိုမှန်ကန်တဲ့အရာတွေလုပ်ဖို့လမ်းညွန်ပေးပါအခန်းနှင့် self အမှုတော်ထမ်းခြင်းအကောင်းဆုံးဖြည့်ဆည်းပေးပါ လိုအပ်နေတဲ့သူတွေကို ကူညီဖို့အရေးကြီးပါရဲ့ပရဟိတလုပ်ငန်းစဉ်တွေလုပ်ပါအခန်း3 encouragement အားပေးခြင်းလူတွေကိုသူတို့အလုပ်တွေလုပ်ဖို့အားပေးပါတိုက်တွန်းပါအောင်မြင်မှုခီးလံကိုပြောပြပြီး ူညီပေးပါ အခန်းရှိကိုကိုကိုထိန်ချုပ်ခြင်းအပိုင်းသိမ် self control ကိုကိုကိုထိန်ချုပ်ခြင်းတင်ထစ်ခြင်းတဲ့လူတိုင်းတင်ထစ်လာနိုင်ပါတယ်စိတ်ဆန္ဒတွေကိုထိန်ချုပ်ပြီးရီမန်းချက်တွေပြည့်အောင်လုပ်ပါအခန်းနှစ်စွန့်တတ်ဖို့တင်ယူပါအရှင်လိုလိုလောကဟာအမှားဖြစ်စေတတ်ပါတယ်တဆင်းချင်းသွားပြီးအရေးကြီးတဲ့အလုပ်တွေကိုကောင်းကောင်းမွန်လုပ်ပါ အခန်းသုံး complete ပြီးမြောက်အောင်လုပ်ခြင်း လုံမဲ့သို့ဆုံးပြတ်ထားတဲ့အလုပ်တွေကိုပြီးမြောက်အောင်လုပ်ပါလုံနေတန်လန်းမထားပါနဲ့ညီကုန်းနေနိုင်အရေးကြီးဆုံးသုံးခုလောက်ကိုဖျောပြခြင်းပါတယ်တတယုံကြည်ခြင်း faith တင်းကိုတင်ယုံကြည်ပါတင်းရဲ့ဆုံးဖြတ်ချက်တွေကိုလည်းယုံကြည်ပါတဲ့မနိုင်ခင်ပါကပဲနိုင်နေပြီလို့ယုံကြည်ဖို့လိုအပ်ပါတယ်နှင်းလှုပ်ဆောင်ခြင်း action တွေးမိတဲ့အကြံတစ်ခုကိုလှုပ်ဖို့ဆုံးဖြတ်ထားရင်အစီအစဉ်ဆွဲပြီးဖြစ်အောင်လုပ်ပါ၃စင်ဆက်မပြတ်လှုပ်ဆောင်ခြင်း persistence မှန်ကန်တဲ့အလုပ်တွေကိုခဏတိုင်းလုပ်တတ်တဲ့အကျင့်ရွေးပါမှန်ကန်တဲ့အနည်းလမ်းအတိုင်းလုပ်ပါဒီစာအုပ်ထဲမှာပါတဲ့အချက်လက်တွေထဲကအချက်တစ်ခုခုကိုနေ့တိုင်းလက်တွေအကျင့်သုံးကြည့်ပါတဲ့အတွေးခေါ်တွေနဲ့ပြောင်းလဲမှုတွေကို မှတ်သားထားပါတဲ့ရဲ့အောင်ရမှုတွေကိုတခြားသူတွေနဲ့ဝေမျှပါတင်လူချင်းတို့များအရာအလုံးကိုတင်လုံနိုင်ပါတယ်အရေးကြီးတာကစတင်လှုပ်ဆောင်ဖို့ပါပဲတင်ဘဝကိုပြောင်းလဲစီမဲ့ဒီအချက်လက်တွေကိုနေ့စဉ်လက်တွေ့ကျင့်သုံးပြီး အောင်ငင်မှုစီရှေ့ဆက်လျှောက်သွားကြပါစို့ဆုံးထိနားထောင်ပေးခဲ့ကြတဲ့ချစ်ပရိသတ်များကို Robo လေးမှအထူးမင်ကျေးဇူးတင်ရှိပါတယ်။နောက်အပတ်ဒီမှာလည်းဘလိုမျိုးစာအုပ်တွေကိုဖတ်ပြတင်ဆက်ပေးရမလဲဆိုတာ comment မှာရေးပါကြပါဦး။နောက်အပတ်မှာပြန်ဆုံကြမယ်။တာယာတဲ့နေ့လေးထကြပါသေး။